မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့တစ်ချောက်ဝါးချောက်များအကြောင်းနဲ့ဖြည့်ရှင်းနည်းများဖြစ်ပါတယ်တစ်ချောက်ဝါးချောက်များအကြောင်းကိုအားလုံးနှီးပါကြဘူးကြုံဘူးကြပါလိမ့်မယ်မိမိတို့အိမ်မှာတစ်သားဝါစတာတွေနဲ့ပြုလုပ်ထားတဲ့အဆောက်အဦပရိဘောဂတွေမှာရန်ဖန်ရန်ခါချကိုက်တန်လိုတောက်ခေါက်တန်လိုတစ်သားချင်းပုတ်တိုက်တန်လိုကြားရတတ်ပါတယ် တစ်သားတို့ဝါတို့အတွင်းထဲမှာအမှန်တကယ်ချကိုက်တာမဟုတ်ရင်တော့တစ်ချက်ဝါချက်ပဲဖြစ်ပါတယ်နေကင်းပိုင်းတွေမှာလည်းရံဖန်ရံခါအတန်ကြာရတတ်တယ်လို့ညပိုင်းတွေဆိုရင်တော့ပိုပြီးကြာရတတ်ပါတယ်အချို့တစ်ချက်ဝါချက်များဆိုရင် လူကအနာသွားပြီးနားထောင်လိုက်ရင်အတန်ရက်သွားတတ်ပါသေးတယ်ကျွန်တော်လည်းတစ်ချက်ဝါချက်များကိုအကျိန်များစွာကြုံပူးပါတယ်အများအားဖြင့်တော့၃ရက်လောက်ကြာရင်ဘာမှမလုပ်ဘဲနဲ့အတန်ပြောက်သွားတတ်ပါတယ် တစ်ချဝါချောက်ဟာစိတ်အနှောက်ရှက်ဖြစ်ရောအတန်ပေးတာကလွယ်လို့အခြားဆိုးကျူးပေးတာတော့မရှိသလောက်ရှားပါလေအခြားအတန်ဖြင့်ခြောက်လန့်ခြင်းကိုထင်ပြခြင်းအနှံ့ပေးခြင်းတို့နဲ့ခြောက်လန့်တာမျိုးလည်းမရှိပါဘူးရှေးမြမအယူဆကတော့တစ်ချဝါချောက်ရှိရင်အိမ်ခိုက်တတ်တယ်လို့ဆိုပါတယ်တစ်ချဝါချောက်ထက်ဆိုးကျူးပေးတာကတော့မတုံးကောင်းသော ခိုက်တတ်သောတစ်ဝါများပဲဖြစ်ပါတယ်တစ်ချဝါချောက်နဲ့ခိုက်တတ်သောတစ်ဝါများက မတူကြပါဘူး ခိုက်တတ်သောတစ်ဝါးများအကြောင်းကိုတော့အလင်းတင့်တဲ့အခါတင်ပြပေးပါမယ်။အဲ့ဒီတော့တစ်ချောက်ဝါချောက်ဖြစ်လာတဲ့အကြောင်းရင်းများကိုလေ့လာတင်ပြပါမယ်။အချို့ဆရာများအဆိုကတော့ထိုတစ်ချောက်ဝါချောက်များတွင်မှအမတိရှိလို့အတန်မီရာလို့ပြောကြပါတယ်။အချို့ဆရာများကတော့နေခင်ပိုင်းမှာပူပြီးညပိုင်းမှာအေးတော့အပူအေးပြောင်းလဲတဲ့သဘောအကြောင်းပွားချင်းကြုံချင်းဖြစ်ပေါ်လာလို့ညပိုင်းမှာအတန်ထွက်တာလို့သိပ္ပံနည်းကြယူဆကြပါတယ်။ ဒါတွေကတော့ဘဟုတုတ္တတင်ပြပေးခြင်းဖြစ်ပါတယ်။လူတိနေတဲ့တကယ်အကြောင်းရင်းမှန်ကို တင်ပြပါမယ်။တစ်ချောက်ဝါချောက်နဲ့ပတ်သက်ပြီးဖရာဟောကျမ်းဂန်များမှာပါရှိပါတယ်။ဓမ္မစရိယဥအေးနိုင် BA ရေးသားတဲ့ဗုဒ္ဓကျမ်းလာနတ်တေဝများစာအုပ်မှာကောက်နှုတ်တင်ပြပါမယ်။စတုမဟာရဏမင်းကြီးလေးပါတွင် တတရထနတ်မင်းကြီးသည်ဂန္ဓပနတ်အပေါင်းကိုစူမိုးအုပ်ချုပ်၍မင်းလုံနေသည်။ဂန္ဓပနတ်ဆိုသည်မှာမွေးနှံကြံရွှင်နန္တာပင်တို့၌ ပရိတဏီတွေ၍နန္တာပင်များ၌နေသောနတ်များသို့မဟုတ်အနံ့ကို ရှူဆိုင်စားသုံးကြသောနတ်များဖြစ်ကြသည်ထိုကန္တပနတ်များသည်အမြင့်နန္တာကိုစောင့်သောမူလကန္တပနတ်အနှင့်နန္တာကိုစောင့်သောတာရကန္တပနတ်အကာနန္တာကိုစောင့်သောဖကုကန္တပနတ်စသည်ဖြင့်ရှိကြလေသည်တပင်တွင်တစ်ခေါင်းတွင်ဖြစ်သောနတ်မျိုးကိုလည်းကန္နပနတ်ဟုခေါ်ပါသည်ထိုနတ်မျိုးကိုတစ်ပလူဟုခေါ်ကြသလိုတစ်ချောက်ကောင်ဟု၍လည်းခေါ်ကြသည် ယုတ်ကစိုးနှတ်တို့သည်မိမိမိခိုရာတစ်ပင်တည်လျင် အခြားသို့ပြောင်းရွှေ့သွား၏တစ်တုံးတွင် နေလေးမရှိကြတစ်၆កောင်ခေါ်ကနပနတ်တို့မှာကတစ်တုံးဆွေးသည့်တိုင်အောင် မိခိုနေထိုင်ကြသည် အိမ်တိုင်းចောင်းတိုင်းစသည်တို့၌အမျက်ဆိုးပါသည်တစ်၆ပါသည်ဟုပြောခြင်းကထိုကနပနတ်များကိုပင်ပြောဆိုခြင်းဖြစ်သည်ဟုခဏဝကတန်ယုတ်ပါလီတော့ကနပကာယတန်ယုတ်နှင့်ပရမတ္ထတိပဏိတိကတစ်တို့၌ဟောကြားမိတ်ဆူထားပေသည်လူကိုမိပြီး ကန္နပနတ်နေထိုင်ပါက ထိုသူကိုစုံလို့တတ်မှတ်ပါတယ်ဒီနေရာမှာတော့တချောက်ဝါချောက်မှာနေတဲ့ကန္နပနတ်အကြောင်းကိုသာတင်ပြပါမယ်အဲ့ဒီတော့တချောက်ဝါချောက်ဆိုတာကန္နပနတ်များဤနေရာဆိုတာထင်ရှားပါတယ်စူးကျူးပြီးတယ်လို့တော့ကြံ့ကြံ့များမှာရေးသားမထားတော့လေဥပါဒံကြောင့်ဥပမရောက်စေဖို့လှုပ်ဆောင်ရမယ့်နီလန်းများကိုဆက်လက်ပြီးတင်ပြပေးပါမယ်ပြိပဋ္ဌာန်းယူခြင်းတမထဝိပဿနာအားထုတ်ခြင်း တ္တာဖို့အမျှဝေခြင်းစသောဘာသာရေးအလုံများများများလုပ်ရင်လဲတစ်ချောက်ဝါချောက်ရဲ့အတန်ကပျောက်သွားတတ်ပါတယ်။နောက်တနည်းကအတန်မီတဲ့တစ်ချောက်ဝါချောက်ကိုစွန့်ပြစ်ရပါမယ်။စွန့်ပြစ်ဖို့အခက်ခဲရှိရင်အတန်မီတဲ့တစ်ချောက်ဝါချောက်နဲ့ကပ်ပြီးတမင်းသားကိုထားခြင်းထိုအတန်မီတဲ့တစ်ချောက်ဝါချောက်နေရာကို အပေါက်ကလေးဖောက်ပြီးတမင်းအသားချောင်းကိုတက်ရိုက်ထည့်ခြင်းဖြင့်လဲအတန်ပျောက်သွားတတ်ပါတယ်။တစ်ချောက်ဝါချောက်မရှိတော့လဲ အိမ်လေးထောက်မှာတင်မင်းသားကိုတက်ရိုက်ထားရင်တဝါနဲ့ပတ်သက်တဲ့အဆိုများမရောက်နိုင်ပါဘူး။နောက်တနည်းကတော့အတံမီတဲ့တစ်ချက်ဝါချောက်ကိုအတံမီသောနေရာအားမှန်းဆပြီးထုံးတဲ့ကွင်းမှာပြီးရင်ထိုးနေရာကိုပြည့်ရည်ဖြန်းပြီးတညထားပါ။နောက်နေ့ညကျရင် ထုံးကွင်းထားတဲ့နေရာကိုငါးလက်မတန်နဲ့ရိုက်ပါ။ည7နာရီလောက်မှရိုက်ရင်ပိုကောင်းတယ်လို့သိရပါဗျ။ တန်ရိုက်တဲ့အတန်ကျေဖို့လေလိုတာကြောင့်မိမိပဝန်းကျင်ကိုကြိုတင်တည်ပေးပြီးလုံးမအစဉ်ပြေမဲ့သဘောရှိပါတယ်။တန်ကြီးနှစ်ချောင်းရိုက်လို့လည်းရပါတယ်။ကျွန်တော်သုံးသက်ကြည့်မိတာကဒီနီးကတော့လူချမ်းရင်နှစ်ချမ်းမခံနိုင်ဆိုတာလို့အချမ်းနီးနဲ့ကနပနက်ကိုနှင်ထုတ်တာလို့ယူဆမိပါတယ်။ဤတွင်တစ်ချောက်ဝါချောက်များအကြောင်းနဲ့ဖြည့်ရှင်းနည်းများကို တင်ပြလို့ပြီးပါပြီ။ အောင်လဲဘ ഹു တုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အတစ်တင်တိုင်းသိရအောင်ဘေးနာကခေါင်းလောင်းလေးကိုနှိပ်ပြီးအောက်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီးမင်းများလိုသည်များအကြံပြုလိုသည်များလည်း comment မှာ ရေးပေးသွားပါအောင်နော်ကျေးဇူးတင်ပါတယ် အားလုံးကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။